မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြာတန်တော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့မှာဂျေဇုရောအပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြတ်ခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာဒုတိယဆောင်အခန်းကြီး30အပိုင်းငယ်3ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အဘဲเจ้าနီးဟူမူကငါတို့ဒီလူစားတိ၌ကျင်လေတော်လဲ ဇာတိပဂတိအလိုတို့လိုက်၍စစ်တိုက်ကြသည်မဟုတ်ဒီနေရာမှာရှင်ဘောလူကဗာပြောထားလဲဆိုရင်သူဟာဇာတိအသွေးသားရှိတဲ့သူ ဖြစ်ပေမဲ့ဇာတိပဂတိအလိုဘက်ကနေနေတာမဟုတ်ဘူးဝိညာဉ်ပဂတိဘက်ကနေစစ်တိုက်တာဖြစ်တယ်လို့ပြောပါတယ်တိုက်ပွဲအတွက်သူသုံးဆွဲတဲ့လက်နက်တွေဟာလဲဝိညာဉ်လက်နက်တွေပဲဖြစ်တယ်လို့ဖော်ပြတာတွေ့ရပါတယ်အင်မတန်ထူးခြားတဲ့ဖော်ပြချက် ဖွင့်ပြချက်ဖြစ်ပါတယ်။ရှင်ဖောလူကကောရင်သူ အသင်းတော်ကို စာရေးပြီးတော့မှတွင်တင်တဲ့အခါမှာသူကစာအားဖြင့်တတ်တတ်မဟုတ်ဘူးလူကိုယ်တိုင်လဲလာပြီးတော့မှဆုံးမဖို့ရဲရင်တယ်လေတတ်တတ်မဟုတ်ဘူးအဝေးကနေပြီးတော့မှချိမ့်ချောက်နေတာမဟုတ်ဘူးသူစိတ်ရင်းအမှန်ကိုက ကောရင်သူအသင်းတော်မှာရှိတဲ့သူတွေကိုဝိညာဉ်လူဖြစ်စေခြင်းလို့သူတို့ရဲ့ဇာတိအရာတွေကို ထုတ်ဖော်ပြီးတော့မှ ဖြိုချပျက်စီးပြီးဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့အရာကိုတိဆောက်ပေးနေတာဖြစ်ကြောင်းကို သူ ရှင်းရှင်းလင်းလင်းဖော်ပြတာတွေ့ရပါတယ်။ဆိုလိုတာကတော့ပေါ်လူရဲ့ရေးသားချက်တွေသွန်သင်ချက်တွေဟာ စာအဖြစ်အပေါ်ယံတက်တက်သာမဟုတ်ဘဲနဲ့ကိုယ်တိုင်ကိုကြပင် လာပြီးတော့မှဒီလိုမျိုးဆုံးမသွန်သင်ပေးဖို့ရန်ရဲရင်တယ်လို့သူပြောပါတယ်။ဒါတွေအားလုံးဟာဝိညာဉ်ရေးရာကိုတိဆောက်ပေးဖို့အတွက်သာဖြစ်တယ်။ ဇာတိနဲ့ဆိုင်တဲ့အရာတွေကို ဖြိုဖျက်ပေးခြင်းလို့ဖြစ်တယ်လို့သူဒီလို အတိအလင်းပြောပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့သူကစာရေးရင်တောင်မှဝိညာဉ်အကျိုးအတွက် မျောလင့်ပြီးဇာတိအရာတွေကို ဖြိုဖျက်ပေးတယ်ဆိုတာကို သိရတယ်လို့ကိုယ်တိုင်ကိုကြတော့ရင်လည်းပဲဇာတိအကျိုးအတွက်မဟုတ်ပဲဝိညာဉ်အကျိုးအတွက်သာဖြစ်တယ်ဆိုတာကို နားလည်ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်တို့စီကို ရောက်လာတဲ့ဓမ္မအမှုတော်ဆောင်တွေကဇာတိအကျိုးအတွက် လာတာမဟုတ်ပဲကျွန်တော်ရဲ့ဝိညာဉ်အကျိုးအတွက် လာတော်သူဖြစ်တယ်ဆိုရင်တော့ကျိုးဆိုရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဇာတိအရာတွေကိုထောက်ပြတွင်တင်ဆုံးမှပြီးတော့မှဝိညာဉ်ရေးရာတိဆောက်ပေးတယ်ဆိုရင်တော့ဝမ်းသာစရာပဲဖြစ်ပါတယ်ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ဇာတိကိုအားပေးအားမြောက်ပြုပြီးတော့ဝိညာဉ်ရေးရာ တိဆောက်ပေးခြင်းမရှိဘူးဆိုရင်ပေါလုရဲ့လှုပ်ဆောင်ချက်မျိုးနဲ့ စန့်ကျင်ဘက်ဖြစ်ပါလိမ့်မယ်။ဇာတိပကတိအလိုကိုလိုက်ပြီးတော့တွန်တင်ဆုံးမနေတဲ့သူ လောကီအကျိုးကိုမျှော်လင့်ပြီးတွန်တင်ဆုံးမနေတဲ့သူတွေကိုကျွန်တော်ရဲ့ဘဝတွေကနေဖယ်ရှားပစ်ဖို့လိုပါတယ်။ဝိညာဉ်တိုက်ပွဲအတွက်ဇာတိလက်နက်ကိုမသုံးဖယားခင်ရဲ့တကိုးတော်အားဖြင့်မြို့ရိုးမြို့ပြတွေကိုဖြိုးဖျက်နိုင်တဲ့လက်နက်ကိုသုံးပြီးကျွန်တော်ရဲ့အသက်တာမှာရှိနေတဲ့ဝိညာဉ်သဘောမဆန်တဲ့အရာတွေ ဇာတိအာကြီးမှုတွေကို ခြေဖြတ်ပေးနေတယ်ဆိုရင်တော့အင်မတန်ဝမ်းသာစရာကောင်းတဲ့အရာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ကျွန်တော်ရဲ့အသက်တာမှာ ခရစ်တော်ကိုသာ နားထောင်တက်စေဖို့ကျွန်တော်ရဲ့မမာနာတွေကို ဖြစ်စီပြီးဖခင်ရဲ့အကြံစီတော်တိုင်းအသက်ရှင်တတ်အောင်တုံသင် ပေးနိုင်တဲ့သူတွေကိုကြိုးစိုးရမှာပဲဖြစ်ပါတယ်။ဇာတိမှန်တက်ပြီးတော့မှမိမိအကြံစီတိုင်းအသက်ရှင်ပြီး ခရစ်တော်ရှေ့မှာဒူးမထောက်တတ်တဲ့တုံတယ်မှုမျိုးကိုတော့ကျွန်တော်တို့အသက်တာကနေဖယ်ရှားပြဖို့လိုပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့လူမျက်နာကိုမထောက်ခရစ်တော်ရဲ့မျက်နာကိုသာ ထောက်ပြီးတော့ကျွန်တော်ရဲ့ဇာတိအရာကို ပွင့်ပွင့်လင်းလင်းထင်ထင်ရှားရှားဖွင့်ပြတုံတင်ပြီးဝိညာဉ်ရေးရာတိဆောက်ပေးတတ်သောသူများနဲ့တွေ့မှသာလင်ကျွန်တော်ရဲ့အသက်တာထာဝရအတွက်အကျိုးရှိမှာဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ ရှင်ပေါ်လူသုံးဆွဲသောလက်နက်လိုပဲအဲ့လိုလက်နက်ကို သုံးဆွဲတဲ့သူတွေနဲ့တွေ့မှ ကျွန်တော်ရဲ့အသက်တာမှာရှိနေတဲ့ဇာတိအရာတွေပျက်စီးပြီးဝိညာဉ်ရေးရာတွေတိဆောက်ခြင်းရှိမှာဖြစ်ပါတယ်ဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုရောကိုယေရှုတင်ပါတယ်ကျွန်တော်တို့ဇာတိအားကြီးဖို့ဘုရားသခင်အလိုတော်မရှိဘူးကျွန်တော်တို့ကိုဝိညာဉ်ရေးရာ တိဆောက်ပေးဖို့သာအလိုရှိကြောင်းနားလေသိရှိရပါတယ်ကျွန်တော်ရဲ့အသက်တာကို ဝိညာဉ်တဘောနဲ့ဆုံးမတုံတင်ပြီးမညာတန်းဇာတိကို ခြေဖြတ်ပေးမဲ့အမှုတော်ဆောင်များနဲ့တုံတင်သူများနဲ့တွေ့ရပါမိအကြောင်းမဆာပါဒီနေ့တလုံးလက်ဝဲအနံ့မာတဲ့အဖခန္ဓာစိတ်ဝိညာဉ်ကောင်းကြီးပေးပါကြားနာရတဲ့သူ အရောက်တိုင်းပေါ်မှာဘုရားခင်လက်တော်ရှိပါကြွက်ကပါကရောလူအပ်တဲ့မဆာခြင်းပေးပါဒီနေ့တလုံးဆက်ကတ်တဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆက်ကတ်အနံ့ဆုတောင်းပါ၏အာမင်